ရန်ကုန်တိုင်းမြို့နယ်တချို့ကရက်ွက်တွေမှာဈေးပွဲတော်ကိုဒီဇင်ဘာလအထိလာတိုင်းကျင်းပဖို့စစ်ကောင်ရှင်ကရက်ွက်ရုံတချို့ကိုညွှန်ကြားထားတယ်လို့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အနီးစပ်တဲ့သူတွေစီကသိရပါဗျ။သတင်းချုပ်ကာလမတိုင်ခင်စက်တင်ဘာလကတည်းကမြို့နယ်တချို့မှာပွဲစည်းတွေကိုပြုလုပ်ခဲ့တာဖြစ်ပြီးအခုဆိုရင်ဒီဇင်ဘာအထိလုပ်ရမယ်လို့အကြောင်းကြားထားတာဖြစ်တယ်လို့စမ်းကြမြို့နယ်ရှိရက်ကြီးအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတူကပြောပါဗျ။ဒီချက်တူဆိုပြီးတော့စက်တင်ဘာမှာတစ်ခါလုပ်တယ်။ထားပါတော့ ်အခုအောက်တိုဘာမှာထက်လို့တယ်ပြီးတော့နောက်ကြံတဲ့လနှစ်ကုံအထိတလားတစ်ခါလုပ်ပေးရမယ်တဲ့ဒီဇင်မာတော့ပုံမှန်ကျမတွေကြပြပွဲစီရောထားပါတော့လေဈားရဲရသုံးလမှာတစ်ခါလုတ်ခိုင်းတော့ပြီပေါ့ဘာကြောင့်လဲဆိုရရကြတော့သူတို့ပဲကြတိမှာရုံးဘက်ကတော့လုတ်ဆိုရင်လုတ်ရမှာပဲတခုရှိရာကတော့လေကိုရကွက်ကကလေးတွေတော့ပွဲစီရဲတွေတော့ရှောက်သွားတာပဲတော့မလုတ်စေချင်ဘူးဖြစ်သွားလို့ရှင်အခုကလိုက်ရတာမလွယ်တော့ဘူး ့အနေရဲ့ကိုကိုပဲကြည့်ဆောင်ရမှာပေါ့။အင်းပွဲကင်းထဲမှာရောပွဲကင်းပြင်မှာရောအရဲဝတ်တေးနဲ့ယူနီဖောင်းတွေရောနေရာပြည့်လုံခြုံရေးယူထားတာ။ပွဲလမ်းတစ်ပွဲနေရောတိတ်ပြီးတော့မသွားစေချင်ဘူး။ဒီလိုမျိုးပွဲတော်တွေကိုလုခိုင်းတာဟာစစ်မှုထမ်းဖို့အတွက်လူဖမ်းတဲ့ပွဲဖြစ်တယ်လို့တိုင်းပြည်အေဂျင့်ပြီဆိုတဲ့ပုံရိပ်အမှားကိုလည်းပြသချင်တာကြောင့်စစ်ကော်မရှင်ကအခုလိုလုပ်နေတာဖြစ်တယ်လို့ပြည်သူတွေကဝေဖန်ပြောဆိုနေကြပါတယ်။ တစ်ဖက်မှာလည်းဈေးပွဲတော်တွေကနေရတဲ့အကျိုးမြတ်ကိုအုတ်ချုပ်ရမှုနဲ့အပေါင်းပါတွေကခွဲဝေယူကာစီးပွားရှာနေတဲ့အပိုင်းတွေလည်းရှိတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတူကဆိုပါတယ်။ပွဲတော်လည်းပြီးတော့အုတ်ကြီးကလူယောက်40ကျုံဈေးရင်းချောင်းတော်လိုက်ပွဲသူဈေးတိုင်ခန်းက70ပြီးတော့မရှိရအကွက်တကွက်5သိန်းထိပောက်တယ်။စဉ်းစားကြည့်လေဈေးရောင်းကောင်းတာမကောင်းတာနောက်မှသူတို့မျက်နှာကဘယ်တော့ရှိပြီလဲဆိုတော့လှုပ်ရှားနေကြတိတိုင်ရောဒီမှာကလည်းဒီတိုင်းပြည်ကငြင်းချမ်းနေပြီပေါ့ ဝေဖန်တိုင်းရဲ့မှာအားလုံးကငြင်းငြင်းနေကြပါပြီပေါ့တက်တက်နဲ့လှုပ်ပြရတဲ့လူရဲ့ဒုက္ခရဖြစ်ရတာဘသူကပျော်လာမှာလဲကျော်တဲ့သူ့လူသူပဲနေမှာကနိုင်ငံရဲ့လှုပ်လူရတာတည်ရမှာစီးပွားရေးတော့ဥမော့အရင်လှုပ်ကြပါဦးရေခောက်ပွဲတက်ဘတ်ဂျက်ကိုလည်းအဲ့လိုရှာရဖြစ်နေတော့ပြင်ပါလိမ့်ရက်ွက်ထဲကဈေးပွဲတော်တွေမှာလေပွဲတော်သွားပြီးအပြန်ပေါ်တာဆွဲခံလိုက်ရတဲ့လူငယ်တွေအများပြရှိနေခဲ့တယ်လို့ဒေသခံတချို့ကအခိုင်အမာပြောဆိုနေကြပြီး MBA အနေနဲ့ကတော့အတိအကျအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ စစ်ကောင်ရှင်ဟာစစ်မှုထမ်းရထားချက်မပြည့်မီတာကြောင့်စစ်တနန်းအပတ်စဉ်တွေမပြီးခင်လူငယ်တွေကိုစူဆောင်းပြီးထတ်တိုးအင်အားအဖြစ်ရသလောက်ဖမ်းဆီးပို့ဆောင်နေတာဖြစ်ပါတယ်။လစဉ်လူငယ်လူရွယ်9000ဝန်းကျင်ဟာစစ်ကောင်ရှင်တပ်ရဲ့အဓမ္မဖမ်းဆီးစူဆောင်းခြင်းခံရပြီးလက်ကျင်ပေးခံရကရှေ့တန်းစစ်မြေပြင်စီပို့ဆောင်အုံချခံနေရပေမဲ့လေတော်လိုင်းရဲ့တပ်ဖွဲ့တွေထံဆက်သွယ်ပူးပေါင်းလာသူထွက်ပြေးလွတ်မြောက်လာသူတွေကတော့ရာဂိုင်နှုတ်အနှဲငယ်သာရှိတယ်လို့မြမစစ်ဖက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSI ကအထုတ်ပြန်ထားပါတယ်။ ဒီချိန်တွေကတော့စစ်ကောင်ရှင်တရဲ့ဝါဒဖြန့်ချင်းချောက်မှုတွေကိုယုံကြည်ကြောက်ရွံ့တာတော်လိုင်းတပ်ဖွဲ့တွေစီကိုဘလို့ဆက်သွယ်ရမှန်းမသိတာဆက်သွယ်ဖို့မလွယ်ကူတာတရင်ချက်လက်ရရှိမှုနေပါတာတွေကစစ်မှုထမ်းတပ်သားတွေအတွက်ထွက်ပြေးလွတ်မြောက်ဖို့ခက်ခဲနေတဲ့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့လည်း MDSI ရဲ့အထုတ်ပြန်ချက်ရသိရပါဗျာ